အဲဓမ္မပြဒီဒကိဏတိရီမျိုးနဲ့တရားရုံးမှာဗုဒ္ဓဥက္ကောင်းတော်ကိုဖက်ရှင်အဖြစ်အသုံးပြုခဲ့တဲ့အောင်ကမှုကိုဆွဲဆိုထားတဲ့အမှုပေါ့ဒီနေ့အမိန့်ချလိုက်တယ်နှစ်နှစ်ချလိုက်တယ်လို့သိရတယ်ပေါ့ဟောဒီပေါ်မှာအရှင်များအမိန့်ချခြင်းတော့ဗာများရှိမလဲပေါ့အဲအဲ့မှုနဲ့ပတ်သက်လို့ဘုန်းတော်လည်းဟိုရောမစိတ်ပင်မလူပင်မပေါ့နော်စိတ်ပင်မလူပင်မဒါပေမဲ့တစ်ဖက်ကိုဟိုကရုဏာမရှိလို့မေတ္တာမရှိလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဗုဒ္ဓဘာသာကိုစော်ကားတာများတယ်လေ ဟိုတာသနာကိုစော်ကားတယ်များအဲ့လိုရမ်းများလုံးနဲ့ခါကြတော့သူ့ကိုတနာပင်မဲ့လို့သူ့ကိုငဲ့ညာပင်မဲ့လို့ဟိုဒီနေ့ဆတဲ့ပုံမှာလည်းပဲဟိုနှစ်ပြေးဆလိုက်တယ်ပေါ့နော်နှစ်နှစ်ပြေးဆလိုက်တယ်ဟိုဟာအလောက်ကျန်းနဲ့ထောင်းတဲ့နှစ်ဆလိုက်တယ်ဒီပြရပေါ့နော်အဲ့တော့ဒီလိုဆလိုက်တဲ့ပုံမှာတော့ဟိုဝမ်းသာပဲလည်းမဟုတ်ဘူးပေါ့ဒါပေမဲ့အများသူကအားလုံးဒီလိုသိစေချင်တယ်ပေါ့နော်ဒီလိုလို့ရင်ဒီလိုဖြစ်တယ်ဆိုတာလေအဲ့ဘာကြောင့်လဲဆိုတော့ဘာသာသာသနာကိုစော်ကားတဲ့လူအများများလို့ ်နောက်နောက်လူတွေလည်းပဲဘာသာသာသနာကိုမစော်ကားဖို့နော်စော်ကားလိုက်ရင်လည်းပဲဘုန်းတော်ကဒီလိုလက်ပတ်ကြည့်နေမှာပေါ့အခုလိုပဲဆက်လက်ဆောင်ရွက်မယ်ဆိုတော့အားလုံးဒါလည်းပြောချင်တာပေါ့နော်တမန်အဲဒီအမှုအကြောင်းအရာဖြစ်ပေါ်လာပုံလေးနဲ့ပတ်သက်လို့အကျဉ်းများလေးထည့်သွင်းပြီးတော့မိန့်ကြားပေးပါအောင်ဗျာအောင်ကုံမိုးကိုဘာကြောင့်ဘာကြောင့်တရားစွဲခဲ့ရတယ်ဆိုတဲ့အခြေအနေလေးပေါ့အဲအောင်ကုံမိုးကိုတရားစွဲရတဲ့အကြောင်းရင်းကအောင်ကုံမိုးကဒီတနင်္ဂနွေလုံးတစ်ကဘာလုံးကစောင့်ကြည့်နေတဲ့အကယ်ဒမီပေးပွဲကြီးပေါ့အဲ့ပေးပွဲကြီးမှာသူက ဖះကောင်းကိုဖြတ်ယူလိုက်ပေါ့ဖះကောင်းကိုဖြတ်ယူလာတော့မှသူကဖះကောင်းကိုကစားစရာရုပ်ကလေးကဲသူဒုံးနဲ့ထိုးပြီးကင်လာအဲ့လိုကင်လာတာတစ်ချက်နောက်ပြီးတော့ဖះကိုပြည့်ရဲ့ပြည့်ရဲ့ပုံစံမျိုးနဲ့၎င်းကိုမြက်ကတ်တို့ဝတ်ပေးလာတော့ပေါ့နော်အဲအဲ့လိုမျိုးကြီးဆောက်လောက်တာလေနောက်ပြီးတော့သူ့ရဲ့ဖက်ရှင်ဝတ်ထားတာလည်းပဲတကယ်ကိုတန်ဃာတွေသင်္ကန်းယုံထားတဲ့ပုံစံမျိုးနဲ့သူ့ရဲ့ပုံစံမျိုးဝတ်ထားတယ်ပေါ့နော်အဲ့တော့သူ့ဟာကဒီဘာသာသာသနာကိုစော်ကားတယ်ဆိုတာကြီးကပေါ်လွင်တယ်ပေါ့ ဘယ်အဲ့အကြောင်းဒီကယ်လမီပေးပွဲကြီးအများမြင်တာတဲ့ပွဲဟိုအများတိတာတဲ့ပွဲကြီးမှာဒီပုံစံချိုးတာချင်းဒီတိတိသာသာကြီးအများဟိုဘာလို့ပြောမလဲဟိုရွယ်ချက်ချစ်ချစ်ဟိုလောက်တယ်လို့ယူဆလို့ရတယ်ပေါ့နော်ဒါကြောင့်ဒီကိစ္စကိုဝန်လို့မကျင်တော့မကျင်တော့လို့ဒီကိစ္စကိုခုလိုတရားဆိုတဲ့လုတ်လုတ်ဖြစ်တာပေါ့တမပါဗျာအလားတူပေါ်ရှင်များဘာသာရေးစော်ကားမှုတွေဒီကိစ္စအရင်ဆိုင်နေရတဲ့အတွင်းမှာလည်းပေါ်ပေါက်ခဲ့တာမျိုးရှိတယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာဝင်ပြည်သူတွေရော ဒီတခြားတခြားဘာသာဝင်တွေရောဘာသာရေးနဲ့ပတ်သက်လို့ပြင်မဆော်ကားမှုတွေမဖြစ်အောင်ဘယ်လိုဂယုပြုတင်လဲဒါလေးကိုလည်းထည့်ပြီးတော့ညီကုန်းချုပ်မိတ်ပြပါအောင်ဗျအခုလိုဟိုပါတော့ဟိုကိုဘာသာပဲဖြစ်ဖြစ်အခြားဘာသာဝင်ဖြစ်ပါတော့အခုလိုမျိုး ဆော်ကားတာဒီလုံးဝမလုပ်တင်ဘူးပေါ့အဲ့တော့ကိုလူမျိုးကပဲဖြစ်ဖြစ်အခြားလူမျိုးကဖြစ်ဖြစ်ကိုဘာသာဝင်ရပဲဖြစ်ဖြစ်အခြားဘာသာဝင်ရပဲဖြစ်ဖြစ်အခုလိုဆော်ကားတဲ့လုပ်တွေလောက်လာရင်တော့လုံးဝမလုပ်တင်ဘူးလောက်လာရင်လည်းပဲ ဟိုဘုံတို့ဟိုဘာပေါ့ဘာသာရေးပေါ်တကယ်ရင်ထဲကလိုက်လဲလဲရှင်းမှန်လို့အစိတ်ရှိတယ်ဟိုမြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးကိုရင်ထဲကလိုက်လိုက်လဲလဲကြည်ညိုလေးစားတယ်အော်ဒီလိုပုံကိုရမ်းတန်တာကြီးအားလုံးကလည်းပဲဒါမျိုးလက်ပတ်ကြည့်မိပြီနဲ့မိမိတို့နယ်ပယ်မှာဆောင်ရွက်တဲ့အထူးအဖြစ်တော့ဟိုတာဝန်ရှိသူနိုင်ငံတော်အစိုးရကနေပြီးတော့ ဒီလိုဟာမျိုးကြီးအားလုံးကိုပယ်နာမယ်ဖြစ်ဖြစ်လိုက်ပြီးတော့သူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့တာဝန်ရေးဝန်ကြီးဌာနပဲဖြစ်ဖြစ်ဟိုတန်ခါနာကအဖွဲ့ရပါပဲဖြစ်ဥဆောင်ဥဆောင်ပြီးတော့လုပ်တင်တယ်လို့ဒီလိုအားလုံးသိအောင်မှတ်သားကြင်တာပေါ့နော်